ဒီနေ့အတွက်ရွေးချယ်ခြင်းအမှုပညာဆိုတဲ့အကြောင်းအရာလေးကိုရွေးချယ်ထားပါတယ်။ရှီနာဟာရွေးချယ်မှုနဲ့ပတ်သက်တဲ့သူမရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့လေ့လာမှုတွေကိုမျှဝေခဲ့ပါတယ်။သူမဟာကိုလံဘီယာတက္ကသိုလ်ကလူမှုရေးစိတ်ပညာပါမောက္ခတအူဖြစ်ပြီးရွေးချယ်မှုဆိုင်ရာသုတေသနတွေမှာအထူးကြော်ကြားသူပါ။ရှိနာဟာဂျပန်မှာသုတေသနလုပ်နေစဉ်ကစိတ်ဝင်စားဖွယ်ဖြစ်ရတဲ့ခုကိုကြုံခဲ့ရပါတယ် စားတောက်ဆိုင်တစ်ခုမှာလက်ဖက်ရည်တဲ့တကြားထဲပေးဖို့တောင်းဆိုတဲ့အခါဝိုင်းဝန်းကန့်ကွက်ခံခဲ့ရပါတယ်။လက်ဖက်ရည်တဲ့တကြားထဲကျင်တယ်လို့ပြောတဲ့အခါစပွဲထိုးကဂျပန်လူမျိုးတွေလက်ဖက်ရည်တဲ့တကြားမထည့်ဘူးလို့ပြန်ပြောတယ်။နောက်ဆုံးမှာမန်နေဂျာကိုတောင်းခေါ်လာပြီးတကယ်တော့တကြားမရှိဘူးဆိုပြီးညှိလိုက်ကြတယ်လို့ရှီနာကရေစရာအနေနဲ့ပြန်ပြောင်းပြောပါတယ်။ဒီဖြစ်ရလေးကယဉ်ကျေးမှုနှစ်ခုရဲ့ရွေးချယ်မှုဆိုင်ရာအမြင်ကွာခြားပုံကိုကောင်းကောင်းသရုပ်ဖော်နေပါတယ်။ အနောက်တိုင်းအမည်အနေနဲ့ဆိုရင်အထူးသဖြင့်အမေရိကန်မှာရွေးချယ်မှုဆိုတာလူတဦးချင်းရဲ့အခွင့်အရေးဖြစ်ပြီးကိုယ်ပိုင်ဆန္ဒကိုအလေးထားကြပါတယ်။အရှေ့တိုင်းအမည်မှာတော့ဥပမာအဖြစ်ဂျပန်အတွက်ရွေးချယ်မှုဆိုတာလူမှုအတိုင်းဝိုင်းနဲ့ဆက်ဆက်နေပါတယ်။လူဖွဲ့စည်းရဲ့စံနှုန်းတွေကိုလိုက်နာရပြီးအခြားသူတွေရဲ့အမြင်ကိုထည့်သွင်းစဉ်းစားပေးရပါတယ်။ရှီနာဟာရွေးချယ်မှုနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်စံတမ်းမှုတွေအများကြီးလုပ်ခဲ့ပါတယ်။ကလေးတွေနဲ့ပတ်သက်ပြီးစံတမ်းမှုတစ်ခုလုပ်ခဲ့ပါတယ်။ အမေရိကန်ကလေးတွေအတွက်ကိုယ်တိုင်ရွေးခွင့်ပေးရင်ပိုအောင်မြင်တတ်ပြီးအာရှကလေးတွေအတွက်ကတော့မိဘဆရာရွေးပေးတာက သူတို့အတွက်ပိုကောင်းပါတယ်တခါတလေရွေးစရာများလွန်းတာကလည်းပြဿနာတစ်ခုဖြစ်နိုင်ပါတယ်လူတွေဟာရွေးစရာဆယ်ခုထပ်ပိုရင် ပိုဆိုးဆိုးရွားရွားဆုံးဖြတ်နိုင်ပါတယ် try over လုပ်လို့လည်းခေါ်ပါသေးတယ်ရှိနာရဲ့သူတေသနာတွေကလက်တွေ့ဘဝမှာဘလို့အကျိုးသက်ရောက်မှုရှိလဲ ဆေးကုသမှုရွေးချယ်ရမှာရွေးစရာများလို့ရင် ပိုဆိုးရွားတက်ပြီးလူနာတွေကိုပိုပြီးစိတ်ဖိစီးစေပါတယ်။ယင်းနည်းမြုပ်နှံမှုရွေးချယ်ရမှာအလားတူပြဿနာရှိနိုင်ပါတယ်။တစ်ခုနှစ်ခုဆိုရှင်ပြီးရွေးရလွယ်ပေမဲ့အရန်များလာရင်အကောင်းဆုံးကိုမရွေးချယ်နိုင်တော့ပါဘူး။ရှိနာကသူမရဲ့စကားကိုဒီလိုအဆုံးသတ်ပါတယ်။ ရွေးချယ်မှုဆိုတာတနည်းနဲ့နဲ့သတ်မှတ်လို့မရပါဘူး။ဒါကိုမတူညီတဲ့ယဉ်ကျေးမှုတွေမတူညီတဲ့ဘာသာစကားတွေနဲ့နားလည်ဖို့လိုပါတယ်။တခါတလေရွေးချယ်ခွင့်ကိုလက်လွတ်လိုက်တာကပိုပြီးစိတ်ချမ်းသာစေနိုင်ပါတယ်။ရှင်းနာကိုယ်တိုင်ကမျက်မမြင်ဖြစ်တာကြောင့်ရွေးချယ်မှုတွေကိုပိုပြီးနက်နက်နဲနဲ့နားလည်ထားပါတယ်။ရွေးချယ်မှုဆိုတာလွတ်လပ်မှုရဲ့တင်ကြတာလို့အတိတ်ပဲဖွင့်နိုင်ပေမဲ့တခါတလေဒီလွတ်လပ်မှုကြီးကိုယ်တိုင်ကကျွန်တော်တို့ကိုဖိစီးစေနိုင်ပါတယ် ရှိနာရဲ့တုတေသနတွေကကျွန်တော်တို့ကိုရွေးချယ်မှုနဲ့ပတ်သက်ပြီးပိုပြီးနက်နက်ဆိုင်ဆိုင်စဉ်းစားတက်လာအောင်လမ်းညွှန်ပေးနေပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။